ထိုင်းနိုင်ငံရဲ့တမိုင်းမှာအခြေအားဆုံးတော်ဝင် ပုဂ္ဂိုလ်တွေကတဦးဖြစ်တဲ့မေရော်ကြီးဘီအမ်အိုင်တီရီခေဟာအောက်တိုဘာလ24ရက်နေ့ထိုင်းစံတော်ချိန်ည9:20မိနစ်မှာကွယ်လွန်သွားခဲ့ပါတယ်။ထိုင်းပြည်သူတွေရဲ့နှလုံးသားထဲမှာတိုင်းပြည်ရဲ့မိခင်ဖြစ်ဆွေမြဲနေတဲ့ဘီအမ်အိုင်ရဲ့ပွားခီလန်နိုင်ငံအတွက်သူပေးဆက်ခဲ့မှုတွေနဲ့ထိုင်းလူမျိုးတွေကသူ့ကိုဘာကြောင့်ဒီလောက်ထိချစ်ခင်လေးစားခဲ့ကြသလဲဆိုတာဒီဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာပါ။ ဘရင်မကြီးဟာထိုင်းနိုင်ငံစီမင်းခံဘရင်စနစ်ကိုကူပြောင်းချိန်1932ခုနှစ်မှာမွေးဖွားခဲ့ပြီးဥရောပမှာပညာသင်ကြားခဲ့ပါတယ်။1950ပြည်နှစ်မှာနောင်တော်ဘီရင်ကြီးဘူမိဘောအဒူလျာဒေးနဲ့လက်ထပ်ပြီးတဲ့နောက်ထိုင်းနိုင်ငံရဲ့ကျင်းရတော်ဘီရင်မဖြစ်ရပ်တည်ခဲ့ပါတယ်။နိုင်ငံတကာခီးစဉ်တွေမှာထိုင်းပိုးတွေနဲ့ချုပ်လုထားတဲ့ဝစ်စုံတွေနဲ့ထိုင်းနိုင်ငံအတွက်ဂုံယူစရာတန်တမန်ဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ ်အထူးခြားဆုံးကတော့1956ခုနှစ်မှာဘယင်ကြီးဘူမိဘောယဟန်ဝစ်စင်ဘယင်ခံကိုစားအဖြစ်ခိတ္တဆောင်ရွက်ခဲ့ရမှာ သူ့ရဲ့ခိုင်မာတဲ့ခေါင်းဆောင်နိုင်စွမ်းကိုပြသနိုင်ခဲ့လို့တော်ဝင်ပွဲတူးတရက်ကိုချီးမြှင့်ခံခဲ့ရပါတယ်ဘယင်မာကြီးတီတီခေကို ထိုင်းပြည်သူတွေချစ်ခင်ရတဲ့အဓိကအချက်ကတော့သူ့ရဲ့ကျင်နာမှုနဲ့ပြည်သူတွေရဲ့အကျိုးကိုရှေ့တန်းတင်တဲ့စိတ်ဓာတ်ကြောင့်ပါသူ့ရဲ့အရေးပါဆုံးအမွေအနှစ်ကတော့1986ခုနှစ်မှာတည်ထောင်ခဲ့တဲ့စပုတ်ဖောင်ဒေးရှင်းပါပဲ ဒီဖောင်ဒေးရှင်းဟာကျေးလက်ဒေတာကစည်ရဲနွမ်းပါတဲ့သူတွေအထူးသဖြင့်အမျိုးသမီးတွေကိုရိုးရလက်မှုပညာတွေသင်ကြားပေးပြီးအလောက်ကိုင်းတဲ့ဝင်ငွေရရှိအောင်ဖန်တီးပေးခဲ့ပါတယ်။ဘယင်မာကြီးကိုယ်တိုင်ထိုင်းပိုးတဲ့တွေကိုပြင်သစ်ဒီဇိုင်နာတွေနဲ့ပူးပေါင်းပြီးကမ္ဘာအဆင့်မီအောင်မြင့်တင်ပေးခဲ့လို့ထိုင်းပိုးတဲ့လုပ်ငန်းဟာနိုင်ငံတကာမှာအတိမတ်ပြုခံရပြီးပြန်လည်ရှင်သန်ခဲ့ပါတယ်။ဒီလုံဆောင်မှုများကြောင့်ဘီယင်မာကြီးကိုထိုင်းလက်မှုပညာရဲ့ခေါင်းဆောင်အဖြစ်အလေးနက်ထားချီးမြှောက်ခဲ့ကြပါတယ်။ ဘရင်မကြီးဟာနန်းတော်ထဲမှာမနေဘဲနှစ်ပေါင်း40ကျော်ကြာဘရင်ကြီးနဲ့အတူဝေးလံခေါင်းပါတဲ့ကြေးရွာလေးစီကိုလာဆင်ခီးတွေထွက်ခဲ့ပါဗါးဒေသခံတွေရဲ့ဒုက္ခတွေကိုကိုယ်တိုင်ကိုကြနားထောင်ဖြေရှင်းပေးကြရာထိုင်းလူမျိုးတွေက သူ့ကိုသာသမီလိုပြုစုဆောင်ရှောက်တော့ကျင်နာတတ်သောမယ်တော်ကြီးဖြစ်မှတ်ယူခဲ့ကြပါတယ်။ဒါအပြင်တစ်တော်ထိန်းသိမ်းရေးနဲ့မြို့သုံးလူနေပါပင်လေလေများခဲ့စေစီမံကိန်းတွေမှာဥဆောင်ခဲ့လို့ဂရင်ကွင်အစင်းရောင်ပြေမှာဖြစ်လေလူသိများပါတယ်။ သူ့ရဲ့မွေးနေ့ဖြစ်တဲ့အော်ဂူလာစန္ဒရနေ့ကို1986ခုနှစ်ကစပြီးတိုင်းပြည်ရဲ့မိခင်များနေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါကိုကြည့်ချင်းအဖြစ်ပြည်သူတွေက သူ့ပေါ်ဘလောက်ထိချစ်ခင်မြတ်နိုးလဲဆိုတာအထင်ရှားသက်သေပြနေပါတယ်။ဘယင်မာကြီးတီရိကေဟာသူ့ရဲ့ကျင်နာမှုတည်ငြိမ်မှုနဲ့ခိုင်မာတဲ့စိတ်ဓာတ်တွေကြောင့်ထိုင်းအမျိုးသမီးတွေအတွက်စံပြပုဂ္ဂိုလ်ဖြစ်ခဲ့တယ်လို့နိုင်ငံအတွက်လည်းယဉ်ကျေးမှုနဲ့စီးပွားရေးဆိုင်ရာခိုင်မာတဲ့အမွေအနှစ်တွေကိုခြံထားခဲ့ပါတယ်။ ူကွယ်လွန်သွားခဲ့ပေမဲ့သူ့ရဲ့ဘဝတစ်လျှောက်လုံးပေးဆက်ခဲ့တဲ့မေတ္တာတရားနဲ့လူမှုအကျိုးပြုလုပ်ငန်းတွေက ထိုင်းပြည်သူတွေရဲ့နှလုံးသားထဲမှာအစဉ်အမြဲထွန်းလင်းတောက်ပနေတော့မှာပါအားလုံးကိုကျေးဇူးတင်ပါတယ်